သူများခေါ်ရိုက်မှာဇကားရရမဲ့အလုပ်ကိုဘယ်တော့မှမလုပ်ဘူးဆိုပြီးသူကိုယ်တိုင်စူးစမ်းနေတဲ့အရာတွေကိုခြားပြလာတဲ့နေထူနိုင်ပရိသတ်များလုံးမဲ့မင်္ဂလာပါရှင်ကွီနေထူနိုင်ကတော့သူများနဲ့မတူတဲ့အတွေ့အမြင်တွေနဲ့ဇကားရိုက်နေသူတအုပ်လည်းဖြစ်ပါတယ်သူကမြန်မာနိုင်ငံအတွက်စူပါဟီးရိုးမင်းသားတစ်လက်ပါသူများနဲ့မတူတဲ့အတွေ့အမြင်တွေနဲ့သူကြိုက်တဲ့ကာရိုက်တာမျိုးကိုသာရိုက်ကူးတတ်သူတစ်ယောက်ပါသူကစူပါဟီးရိုးစက်ကောင်တွေကိုမထအောင်ရိုက်ကူးနိုင်သူလည်းဖြစ်ပါတယ် သူရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွေထဲမှာတော့မီလဝါကာရိုက်တာကပြည်သက်တွေချမှာပေါက်ခဲတာလည်းဖြစ်ပါတယ်။နေထူးနိုင်ဆိုရာနဲ့သူ့ရဲ့ logo မီလဝါကိုပြင်မြင်ကြတဲ့အထီးပါပဲ။နေထူးနိုင်ကအနုပညာလောကမှာ super hero ဇာတ်ကောင်တွေနဲ့နာမည်ကြီးခဲ့သလိုအခုထိလည်းရိုက်ကူးနေရဆဲပါပဲ။ပေါ်တော်တော်ဆန်နဲ့သူ့ရဲ့ရိုက်ကူးချက်တွေကြောင့်မကြိုက်တဲ့လူများပဲမဲ့နေထူးနိုင်ကတော့ရိုက်ကူးနေဆဲပါပဲ။သူရဲ့ဇက်ကားတွေကိုပြိတ္တတော်တော်များများကမကြိုက်ပေမဲ့ဟာတာလိုဖြစ်နေတဲ့ရိုက်ချက်တွေကြောင့်ကလေးတွေကတော့ကြိုက်ကြပါတယ်။ နေထူးနိုင်ကတော့ကလစ်ပရိသတ်တွေကိုအာကိုပြီးသူဝါဒနာပါတဲ့ဇယုတ်တွေကိုသာရိုက်ကူးဖြစ်နေတာလည်းဖြစ်ပါတယ်။သူကစူပါဟီးရိုးဇယုတ်ကလွှင့်ရင်တခြားပုံစံတွေကိုမရိုက်ခဲ့ဘူးပါဘူး။တခြားရာသမျိုးစုံပေးစားနိုင်တဲ့ဇယုတ်တွေကိုမရိုက်ခဲ့ဘူးသလို့အပြင် channel တွေနဲ့လည်းတစ်ခါမှလက်မတွဲခဲ့ဘူးတဲ့အခြေအနေပါ။မပြောင်းလဲတဲ့ပုံစံတွေကိုသာအမြဲတမ်းရိုက်နေတဲ့ကွီးနေထူးနိုင်ကအခုဆိုရင်မတူညီတဲ့ဇယုတ်တစ်ခုကိုရိုက်ကူးတော့မှလည်းဖြစ်ပါတယ်။အဲဒီဇယုတ်ကတော့သူ့အတွက်ပထမဆုံးဇယုတ်တစ်ခုပါ။ သူတို့မရိုက်ဖူးခဲ့တဲ့ character မျိုးဖြစ်တဲ့လို့အပြင် channel နဲ့လက်တွဲလုံးမှာကလည်းအခုမှပထမဆုံးအကြိမ်လေးဖြစ်ပါတယ်။ Queen နေထူနိုင်ကတော့ Candle Plan နဲ့လက်တွဲပြီးမြဆိုတဲ့ series တွဲရိုက်ကူတော်မှလည်းဖြစ်ပါတယ်။မြ series ကတော့အပိုင်းဆက်များတဲ့ series တွဲဖြစ်တဲ့လို့သူကိုယ်တိုင်ကလည်းထူးထူးဆန်းဆန်းဖြစ်အောင်လက်ခံရိုက်ကူခဲ့တာလို့ဆိုပါတယ်။နေထူနိုင်ကသူ့ကိုလာကန်းလမ်းမဲ့သူမရှိလို့အပြင် channel တွေနဲ့လက်မတွဲတာမဟုတ်ပါဘူး။သူကခံယူချက်တစ်ခုကြောင့်ဘယ်သူနဲ့မှလက်မတွဲပဲတယောက်တည်းစူးစမ်းနေခဲ့တာလည်းဖြစ်ပါတယ်။ နေထူနိုင်ကဇက်ရုပ်တစ်ခုရဲ့ကိုသာဆွဆွမြင်းမြင်းရိုက်ကူးတဲ့သူတယောက်ပါသူနဲ့လိုက်ဖက်မဲ့ဇက်ကောင်ကိုရွေးချယ်ရိုက်ကူးတတ်တာမို့အပြင် channel တွေနဲ့လက်တွဲဖို့အဆင်မပြေနိုင်တဲ့အခြေအနေကိုသူ့အနေနဲ့ကောင်းကောင်းသိပါတယ်အခုခက်ကအလောင်းဇက်အရိုက်များသလိုပရိသတ်တွေကိုရတာမျိုးစုံပေးနိုင်မဲ့ဇက်မျိုးအရိုက်များတာမို့သူ့ရဲ့ character ကဘာမှဝင်မှာဘူးသူရိုက်ချင်တဲ့ပုံနဲ့လာကန်းလမ်းမဲ့ဇက်တွေကမတူညီသလိုသူကလည်းမာနရှိတဲ့သူတရားမို့တယောက်သေးတော့ပအောင်စူးစမ်းနေခဲ့တာလည်းဖြစ်ပါတယ် နေထူးနိုင်ကသူများလာကန်းလမ်းမှာရရမယ့်အရာကိုသူ့အနေနဲ့စိတ်မဝင်စားပါဘူး။စကားတကားရရဖို့လာခမကိုစောင့်နေရမျိုးကိုသူ့အနေနဲ့မကြိုက်တာမို့ကိုရင်စူးစမ်းနေကြတာလည်းဖြစ်ပါတယ်။သူကသူများအမကိုပဲကိုပိုင် channel ထောင်းမိစကားတွေရိုက်နေသူပါ။သူကကြေတကုံ YouTube channel ကလွှင့်ရင်တခြား channel တွေနဲ့မရိုက်ဖူးပါဘူး။လိုချင်တဲ့ပုံစံစရုပ်ကိုကိုရင်ကြည့်ချက်ပြီးရိုက်ကူးကြတာလည်းဖြစ်ပါတယ်။ကိုပိုင် channel မှာကို့လူတွေကိုဇလန်းနဲ့စိတ်တိုင်းကြပုံစံရိုက်ကူးရင်အောင်မြင်အောင်စူးစမ်းနေကြတာလည်းဖြစ်ပါတယ်။ နေထူးနိုင်ကတော့မာနရှိတဲ့အမင်းသားတယောက်မို့ခေါ်ရိုက်ပြီးမှရက်ရတာမျိုးကိုမလိုချင်ပါဘူး။ဘသူမှခေါ်မရိုက်လဲသူကိုယ်တိုင်ဇာကထုံနိုင်တယ်လို့သူရဲ့အမှုပညာကိုအတိမတ်ပြုလို့ကန်လန်လာရင်တော့ရိုက်ကူးဖို့အသင့်ပဲလို့ဆိုပါရယ်။သူကတော့တခြားအမှုပညာရှင်လိုမျိုးအခေါ်ခံရမှာကိုစမနေပဲ။သူစိတ်ကြိုက်ပုံဖော်ရိုက်ကူးနေရဲဆိုတာကိုပြိတ္တတွေကိုခြားပြလာခဲ့တာလည်းဖြစ်ပါရယ်။